ွင်ဆွေဦးရဲ့တိန်နီလာဆိုတဲ့ဝတ္ထုကို အပိုင်းသုံးနေနဲ့ဖျက်ပြပြီးမှဖြစ်ပါတယ်ရှင်။ယခုလဲကိုလင်မောင်တရားနာချေဆန်းနေပြန်သည်။လှဲချမ်းကြီးကတစ်ချိန်လုံးစောင့်ကလူတွေကိုလှုပ်ခါနေသည်ဖုံမုံတို့သည် အလုံးလိုက်လှဲနာမီတွင် လုံထွေးကပြန်တက်နေသည်။ပြိုပြက်နေသောဇေဒီငုတ်တို့တို့သည်မိုးလိုပေါနေသည်။ပြင်းထန်သောနေအောင်ချီရဲ့ပူအဝဲလွင်ဒီခေါင်းသည်တမျောတစ်ခေါကြီးကျဲပြောလာသည်။ မြင်းစည်းကျွမ်းကျင်သောအရှိမြမပြည်သားတို့သည်မြင်းခွာတန်တဖြောင်းဖြောင်းနေမြင်းများစည်းကကျင်လေကျက်စားမည်နေရများဖြစ်ပေလိမ့်မည်ရှေးမြမာတို့သည်အနှစ်150ခန်းကာလအတွင်းကြီးကျယ်ခန္ဓာဆံပြားလာသည့်အာနန္ဒာတပညူကဲ့သို့သော ကူဖျားကြီးများကိုတည်ဆောက်နိုင်သည့်အဆင့်တန်းသို့ရောက်တိုးတက်လာခဲ့ပေသည်မိုးခေါရေရှားရဝုန်ရဲ့လဲပိုင်းပကံမျိုးတွင်စေဒီပထို ခုဖျားဆောက်ဦးတို့သည်မှုပါပြီးတကယ်တော့ပေါ်ပေါလာခဲလေသည်ဒုထည်ကြီးမာ၏ညံတော်မြင့်မာလာသောဆောက်ဦးကြီးများရှိသည်လို့တင်းငယ်၍ညံတော်နှိမ့်သောဆောက်ဦးများလည်းရှိသည်ပုံမျိုးမျိုးအရွယ်မျိုးမျိုးရှိကြသည်ကိုယ်ဖျားစီဒီဖြိုးတိုင်းမှာအနုစေအနုပညာလက်ရာများနေတစားစင်ထားပေးသည်သူနှင့်ပင်မကန်ခေရင်ချင်းမှုသေးလေတဟုံတို့ထွန်ကားလာခဲ့သည်ဖျားပထိုးလိုင်ကူတော်ရဲ့ရဲ့ အကျိုးပြက်ပျက်စီးမဆိုင်အလက်မကျန်ထိုချိန်သည်ကျောက်စာဌာနရေးမပုံတင်ရ2190ရှိလေသည်ပြီးတော့ကလည်းရများသားမကစီဒီလိုင်းကိုဖျားပတူအမိုးနယံပစ္စည်းအများဝင်ဗုဒ္ဓဝင် မဟာဝင်ဒီပဝင်950ဇနီးပန်စသည်တို့ကိုညောင်စုံမင်းစည်းပြင်းရေးချဲ၍တသိအင်္ဂလိပ်ပန်ကြောက်ပန်များထူလုံရေးတနီရုပ်လုံးရုပ်ပြား ရုပ်ပွားစင်းတူလူနဲ့နကဂလုံးကုံမရခချင်းသိမကအစသောအနုစိတ်လက်ရာပုံတွင်ရေတပုံဖန်တီးထားသည့်များကိုကဘာကပင်ချီမွန်ထောပနာဩဘာပြူကြရလေသည်ပကံခေမြမာတို့၏အစဦးလက်ရာ အသေးစိတ်အနုပညာလက်ရာတို့သည် စင်တန်းမြင်လာသည်စမ်းချေထွေပြားသည်မယိုးနိုင်သောလက်ရာမျိုးဖြစ်သည် အချို့တွင်ယခုခေတ်တိုင် တွေးတော်ကြံစာရေးများနိုင်သေးသည်ထူးခြားချက်များရှိသည်စာရေးစာဖတ်တက်လည်းပေါ်ပေါထွန်ကားခဲ့သည်အစဉ်တန်လည်းမြင်ခဲ့သည်မွန်မြန်မာပါနီတကဘာသာရဲ့များကိုတက်တီးခဲ့ကြသည်ပတိပပူပယံပန္ဒမောမစာရေးအမှုပညာမှာဝါကင်းနဲ့အမှုသူခုမပညာများအစအဦးပညာများကျွမ်းကျင်စွာတက်မြောက်ခဲ့ကြသည်တို့အတူ လူနေမှုဖွဲ့စည်းပုံစီပွားရေးနှင့်စိုက်ပျိုးလောကရေးတို့ပန်းနိုင်လေတိုတက်ထွန်းကားခဲ့ပြီဒီခေတ်ကဇန်အားဖြင့်အနှစ်300နီးပါးကြာညောင်းခဲ့သည်မြန်မာနိုင်ငံတမိုင်းတခြားတွင်ပြိုင်ဘက်ကင်းသောခေကောင်းကြီးပေတကတာမန်ဆင်းရဲတာအရက်သူမဟုတ်ဆိုမှပင်ဖျားတီနေလောင်းပြီစားဝေးနေရေးကပြေဆုံးကုန်လုံးခဲ့သည် ဤသို့သောခေကောင်းကြီးပေါ်ထွန်းလာရှင်မြမာတို့သည်အဘယ်သို့များဖန်တီဆောင်ရွက်ခဲ့သည်နီမညင်ရင်မျက်လုံးများကဆက်အားထက်သန်ခြင်းဖြင့်ဝန်တောင်းနေသည်မညင်ရင်သောအဖွဲတွင်ကိုလင်းမောင်ကအဖွဲကောင်းဆောင်ထွန်းတော်နီးပြဆရာတုံးနီးပြဆရာမလေးကြီးကျောင်းသားလေးယောက်ကျောင်းသူနှယောက်ပေါင်း၁၀ယောက်ဖြစ်သည်ဒီအဖွဲကတာဝန်သဘောတည်းဝါသနာပါရများစုပေါင်း၍အကန့်အသတ်မင်း ိုစိတ်နှစ်ကိုလွတ်လပ်စွာလှုပ်ရှားသွားလာကြခြင်းဖြစ်သည်ပကံကတော့ခဏခဏရောက်နေဖို့ကောင်းတဲ့နေရာပဲနိုင်ငံသားသားတွေကပကံပဲနှောက်ရောက်ရောက်ဘူးလဲမြည်တိုင်းငြိမ်းရသိက်ရတာပဲငြိမ်းတော့ခီးပေါက်သမားကတော့အမျက်ကြီးပဲဆရာကြီးမဖြားပဲหนีလို့ရရင်မဖြားပါနဲ့ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာကိုလင်းမောင်ဒီရည်လေကျွန်းွန်းတလို့ပြောလိုက်လေဒီငြိမ်းတီပြောတာဆရာကြီးတောက်တာတန်ထွန်းဆိုရင်သူ့ခီးစင်နေမှာ15မိနစ်ပဲအချိန်ရ ရတိုင်းပကံဝင်တာပဲမန္တလေးတက္ကသိုလ်ကပါမောက်ခရာဇဝင်ပါမောက်ခဒေါက်တာတန်ထွန်းလာကြီးကြီးကဒေါက်တာတန်ထွန်းကိုမမီလိုက်တဲ့ဖြင့်မေးမြန်းနေသည်ဟုတ်တယ်ကြီးရဲ့ဆရာကြီးကတိတ်ခီးသွားနိုင်တာပဲနေနှံတော့ကျုံအောင်ကြားမချန်ရှောက်သွားနေတာပဲတဲ့သူ့ကိုဝဝိုင်းနဲ့ခီးဘလောက်သွားသွားမမောနိုင်မပန်းနိုင်မဲ့ဇွဲသိပ်ကောင်းတာဆရာကြီးရဲ့ခီးစင်မှာသူ့လိုက်ဖို့ကောင်းတယ်ကိုလိုက်ဘူးပါတယ်မိငယ်ရဲ့ဆရာကြီးလည်းပြောဖူးတာပဲ သူ့ဟီးတော်တာလင်းပြန်စည်းတာကနေဂူထဲလိုက်တဲ့လေးဘက်တွားသွားတာဒီပုံစံအဆုံးပဲတဲ့အလောင်းစီသူကဖောင်ဆက်ကြနဲ့တောကိုလည်းဖြတ်တယ်တောင်ကိုလည်းဖောက်တယ်သူဟာဒီဟီးကိုကုန်းချောင်းလိုက်ရတယ်လူဆိုတော့ဖီးကချက်အောင်ပါပဲတဲ့ဒါကြောင့်လှုပ်ရှားနေများသေးတယ်ဆိုပြီးအားမလို့အားများဖြစ်နေတာဆရာကြီးရဲ့ရည်ရွယ်ချက်ကတော့တိတ်ကောင်းပါတယ်အမိုင်းရအချက်လက်တွေပို့ပြီးခိုင်မာသွားဖို့တရကြမ်းစုဆောင်းတာပဲဒါမှမြမလူမျိုးအကြောင်းနဲ့ဗမာပြည်တမိုင်းစဉ်အကြောင်း ဆရာကြီးပြုစုမဲ့ကျောင်းကိုဖတ်ကြရတော့မှာပဲပြည်သူလူမှုစီးပွားရေးနဲ့မြမမွေနှစ်ကိုထိတ်ကထားပြီးရေးမယ်လို့ဆရာကြီးလည်းဆွေးနွေးမှုတယ်ခင်ဗျနီးပြဆရာလေးကဝင်ပြောဆိုနေသည်မငြိမ်ရင်သည်ကျမလည်းစာအုပ်တော့တော့လောက်တော့တိတ်ရေးချင်တာပဲမဖြစ်ထွန်းလို့သာအမေမမငြိမ်ကတော်ပါတယ်ညီကြီးကထောက်ခံနေသည်မငြိမ်ရင်ကညီမောလည်းစီတော့မစီရောရသည်စွကြီးကိုထောက်ခံတော့တာပဲ ကိုကတော့ကိုတို့အတွေ့အကြုံတွေကိုစောင်းပါရေးအင်ရှင်တွေချကျွေးသည်မြမိငယ်အားမနာတဲ့စားတာတော့ဆက်သားချောင်းနဲ့လက်ဖက်ရည်ချောင်းကိုပကံပြောင်းစားတာရေမို့ဟင်းနေမတရားစားလို့ဝမ်းသွားတာရေကိုလင်မောင်နောက်ပြောင်းတော့စကားမဆုံးခင်မငိမ့်ရင်ကအမေဆရာကြီးဒေါက်တာတန်ထွန်းလည်းပြောဖူးပါတယ်နော်ဧည့်သည်ဖြစ်ကျွေးလာတဲ့ထမင်းကိုတိုင်းပြည်နဲ့လူမျိုးအတွက်ဆိုပြီးအာပါတရအဝစားတာပဲတဲ့ဆရာကြီးတခင်ကိုတော့မိုင်းနေလဲတဲ့အခါပြောလိရှိတာငါတို့မှဒုဗမာအစစ်ကွာ တို့ဘမတချင်းထဲမှာဘမတပီလုံးကိုတို့အိမ်မှတ်ပါတို့ရမှတ်ပါအဲ့ဒါတို့ဘမလို့ဆိုတယ်မဟုတ်လားတဲ့ဆရာလည်းအဲ့ဒီစကားကိုနှစ်သက်လိုက်နာပါတယ်ဒီတော့ငိမ့်တော့လဲဒီမူဒီဝါဒကိုလိုက်နာကြတာမမပါဘူးဒီဒီနှစ်ကျောင်းသူလေးတွေကရီမောနေကြသည်ဟာလိုက်နာတဲ့နာပေါ့အကျိုးအကြောင်းမွေးမကြောက်ခင်းမကြောက်တွားရတဲ့ခီးတွေပဲပေပရာဘိုင်လော်ဂီစာနဲ့ရှေ့လက်ရာတွေကိုငှားမရရင်ထိုင်ကူးရတယ်တွေ့ရှိရရက်ကလူတွေကိုစရိတ်ပေးခိုင်းရတာလည်းရှိတာပဲ နီးပြဆရာကကောင်းကောင်းထောက်ခံနေပြန်သည်ဆက်သားချောင်းနဲ့မှုရင်းရှေ့ရယူတာအတော်များတယ်ထင်ပါရဲ့ရီရီကရီကပြောလိုက်သည်မငြင်းရင်ကဆရာကြီးပြောသလိုတဲခိုတဲ့နေရာအိမ်သာထဲမှာကော်စော့ခင်းထားတဲ့နေရာအစပြီလူလေးခင်းနန်းမှာထိုင်ရတဲ့အထိပုံစံစုံတွေလည်းထည့်ပြောဦးမှာပေါ့ပြီးတော့ဝေတန်နေရာမင်းကြီးဝင်းကဘာတောင်ကိုအထွက်ရထားအောင်လူလိုက်တော့နယံစည်ရဲကရဲ့အောင်မှာတွားရမယ်ခီးကဝေးသေးခြေသာလင်းရင်ရှိကုန်ဤတဲ့ အားလုံးတတော်တော်ရီမောကြလေသည်ထို့နောက်ခြေကျင်ခီးရှောက်ကြတော်အခါခြေသားလေးရရှိကုန်၏ဟူမငယ်ရင်နေရီရီကမကြခဏနောက်ပြောင်းကြရင်ရီမိကြသည်အာနန္ဒာဖျားဘတ်သို့ဦးတည်လာကြတော်အခါတွင်မငယ်ရင်တို့လူစုခြေကားပေါ်သို့ရောက်နေကြပေပြီကားလန်ပေါက်သည့်ယွန်းထဲကြောင့်ဘူးဖေရမဟာဘောဓိပကံဘုဒေကတော်ပလင် သဘေညုနှင့်အာနန္ဒာစသည်တို့ကိုဆင်းလိုက်လက်ပတ်ဖူးမြော်လာခဲ့ကြသည်ဝကံမျိုးရှိပတ်တရပါရကာနီတို့ရောက်လာကြလေသည်ပြစ်စင်ရန်အစဉ်စဉ်လိုင်ကူပေါ့များထထန်းနေအာနန္ဒာစီဒီကိုဖူးမြော်ရလေသည်ကြံစက်သားမင်းဒရာစီတီတော်ကန္တာမောဒနာတောင်ကန္နမူလိုင်တန်းစီဒီပထိုးတော်ကြီးသည်ကုထုအစဉ်စဉ်နှင့်သဘေလာပေသည်စီဒီတတောင်မုတ်ပေါင်းတထောင်လည်းရှိပေသည် ခြေရည်အတွင်း၌တရားရှိတာပမာဏရှိသော လေးစုသော မတ်တက်မရက်တော်ရုပ်ပါတော်တို့ကိုအရက်လေးမျက်နှာ၌ထားလေသည်တည်ဆိုင်ကြီးအခုလိုညနေမှာဂူမဝါကနေရာဝင်လာတော့ဖခင်ရဲ့မျက်နှာတော်ကိုဆလိုက်ထိုးထားသလိုပဲတိတ်တက်ပဲတယ်နော်သက်တော်ထင်ရှားမြတ်စွာဘုရားကိုတော်တိုင်းကြွလာတော်မူလေထင်ရလာအောင်ပဲတိတ်ဆိတ်ကျင်နူတာပဲမှတ်ငြိမ်ရင်ဒီလောက်ချီလိုက်မိလေသည် ဤဘာ၌ပွင့်တော်မူပြီးကုန်သောကကုတံမြတ်စွာဘုရားကောဏကောမြတ်စွာဘုရားကတဘာမြတ်စွာဘုရားကောရမမြတ်စွာဘုရားတို့ကိုယိမှန်၍ထူလောအပ်သောရုပ်ပါတော်ကြီးများဖြစ်ပေသည်မဉ္ဇဉ်ရင်တို့သည်ပထမတွင်ထာနေရန်အနောက်မျက်နှာမှာလက်ရရဲလှည်လာကြသည်ဘုရားအလောင်းတော်ပဋိသရေဒီနေဟံဟောတော်မူဟံဘိမ္မာယတိဝီယတော်တရားကိုမဟေတီတင်ယံ ယာဟုလာသားတော်ဖာတော်မူဟံဖရာဖြစ်တော်မူ၏။ဥရံကျူးရင်တော်မူသည့်တိုင်အောင်ကြောက်တာထုများကိုမြင်တွေ့ကြရသည်။ကိုလင်မောင်သည်သူ၏ယိုလီဖလက်မျိုးစားကင်မရာတွင် flashlight ခေါ်မီးလင်းရောင်ကိုတဆင်လိုက်လေသည်။အတွင်ခန်းကိုရရနိုင်မီးလင်းရောင်လိုပေသည်။အာနန္ဒာဖျားလှိုင်ယူတော်တွင်အနောက်ဘက်မျက်နှာရတ်တော်မူဖျား၏။လောဝဲဘက်တွင်ရှိသောရှင်ရဟန်း၏ပုံတော်ကို ကိုလင်းမောင်က ဖြက်ခနဲရိုက်လိုက်လေသည်ရှင်ရဟန်းသည်ပစိတုံလျက်လောင်းချင်းနေဟန် နေထားနေရှိနေသည်ဩဒီရှင်ဟာဗုဒ္ဓဘာသာဝင် အားလုံးရဲ့ကျေးဇူးရှင်ပဲမညင်ရင်ကလောင်းချီလိုက်မိပြန်သည်ထို့နောက်တစုံတစ်ခုကိုတတိယကဆရာကြီးဟုတ်ဒီပတ်ဒီရိုက်နေလိုက်တာဖလင်ရောရှိလို့လားကိုလင်းမောင်ကပြုံးလင်းမညင်ရင်ချွေးဆိုးနေသော မျက်နာကိုငေးကြည့်ရင် ဒီဖလင်နေရာတကိုးတော်အနန္ဒာနဲ့ပါရမီရှင်တွေအတွက်ပဲမင်းကလေးတက်ဖို့လှရိုက်ဖို့မှမဟုတ်ပဲအဲ့လိုတော့ဆောင်းမပြောပါနဲ့မြင်းကပါဥတ္တတိုင်းမှာတက်ထိုင်ပြီးမှဖလင်မရှိတာသိရတာအဲနာတယ်နုံမဟုတ်ရင်ပကံဧည့်တဲ့လှဆိုတဲ့အမှတ်တရတစ်ခုခုကြံ့ရင့်မှာမညင်ရင်ဒီသူဘာသာသူသဘောကြကားပြုံးလေးဒီတကယ်တော့မညင်ရင်ဓပုံနေတစ်ဖြည်းဖြည်းရိုက်ပြီးဖြစ်သည်ဘူဖျားတော့ငါရောတပ်ပင်ညိုပစ္စယံတော့ငါရောငှက်ပြေတောင်တော့ငါရော အမတ်တရားတွေများလွန်လှသည်ကိုလင်မောင်နှင့်ပင်ဆုံတွဲရဲလင်မဟာဗောဓိစေတီတော်ရှိတွင်တပ်ပေါ်ရိုက်ခဲ့ကြသေးသည်မဟာဗောဓိစေတီတော်ပုံစံမှာတီဟိုကျွန်းမှာဖျားပုံတော်တွေအတိုင်းတည်ထားခြင်းဖြစ်သည်ပကံဧည့်သည်အလှတပ်ပုံတွေကတော့ဒီအာနန္ဒာဖျားတွေကလင်းတို့တွေခြောက်ဖို့ထားခဲ့ရမှာပဲထင်ပါရဲ့ကိုလင်မောင်ရဲ့ပြောရရင်မငြိမ်ရင်ဒီကလေးငယ်တယောက်ပမာရီမောမီလေးဒီ ကိုလင်မောင်သည်မညင်ရင်ရီကောင်းကိုလက်နှင့်ထူလိုက်သည်လွတ်လပ်ပေါ်ပါသောဤတန်းသည်အတန်လိုင်းဖြစ်လေအတန်ပြူရာဘဟုချက်မမှာပတ်ဝန်းကျင်သို့သဝံတဖွဲပြန့်နှံ့သွားလေသည်ထိုပြန့်နှံ့သွားသောမညင်ရင်ရီတန်းလိုင်းသည်တနေရာတွင်တစုံတစ်ခုသောစီတာတွေကအတန်လာရာရက်သို့တုံပြန်လေသည်ယင်းတုံပြန်လာသောမညင်ရင်ရီတန်းလိုင်းကိုမညင်ရင်ဖာသာပြန်၍ကြာရပြီးနော ရည်တံကိုရပ်ပြစ်လိုက်မိသည်တို့တော်လေမညင်ငယ်ဤပဲ့တင်တန်းသည်စတိုင်ပေါ်ထွန်းနေစေပြီအမှန်ကားတော့ကူလိုင်းចောင်းတဆောင်ထဲသို့ရောက်သွားလင်းတောင်ကဘာတောင်ဆောင်နေဒေါုံနဲ့ကဲသူနီရောက်သွားလင်းတော့လကောင်ဈာနေစားတမ်းမျိုးပြီစကားတီးတို့ပြောနေတော့ကတော့မတီးတာလားအတန်ကျဲလာသည်နေအများပဲ့တင်တန်းကရိုက်ခန့်မိဟီလာလေးသည်မညင်ငယ်သည်တဆောင်တစ်ခုကိုအတန်တို့ပြောရန်နောက်သို့လှည့်ကြည့်တွင် ိုလင်မောင်ပဲစီရောက်နေသည်မသိကိုလင်မောင်ကိုစားတစုံတယောက်တော်သူသည်မညင်ညင်အားတန်းတော်ငေးမောကြည့်နေတာတွေ့ရသည်သူနောက်တွင်ဖော်နှောက်ကလည်းယနေသည်သူတို့အားလုံးရင်မွန်သောရုပ်ရည်ရုပ်ကာယနှင့်တိမ်မွေးသောအတွင်ပြင်ရှိကြသဖြင့်သာမညင်ညင်၏ရုပ်တက်ခုန်နေသောယင်မာတည်ငြိမ်သွားသည်စေရေးသွားသည်ရွှေကူလေးဖျားမှတွေ့ခဲ့တာခမည်းမဟုတ်လား မပြုံးတော့လဲချူသားသောမျက်နှာထားနေမိလိုက်လေသည်ဒီတုန်းကတော့မညင်ရင်သည်ရုပ်ချင်းတတိယလိုက်သည် သူတွင်ဈိုင်းထောင်းမပါတော့တာကိုလည်းချက်ချင်းတတိထားလိုက်မိသည်အဟောဆရာကောင်းလှသောတိုက်ဆိုင်မှုတရေဟူစိတ်ထဲထူဆန်းနေသည်ဒါကြောင့်တကယ်ဖြစ်ဟာဝိထုတွေထက်စံကြည်တယ်လို့နောက်တိုင်းပညာရှင်တို့ပြောခဲ့တာပဲဘလို့မှမျောလင်းနိုင်ဖွယ်ရမရှိသောတိုက်ဆိုင်မှုတရသားဖြစ်သည်နာမည်ကကိုစစ်အောင်နော် ခမားမှတ်မိတာပဲငင်းအဲကျမအဲ့ဒီတော့အချောင်းတွေ့တိုင်းခမားကငိမ့်နော်မငိမ့်ရင်ကတုံဆိုင်နေစိသူကကြားဖြတ်မိလိုက်လေးဒီမငိမ့်ရင်ပါကိုစစ်အောင်နဲ့ပါလာသူများကမငိမ့်ရင်ဟာစူးစမ်းတယ်လို့ငြိကြည့်နေကြသည်မျက်မှန်နဲ့လူတူကတော့နေရန်စောက်စင်ယုံလုံးပါမျိုးသမီးနှူးပုံကောမိရခဲနေပုံချန်ရေးဆွဲနေသည် ဟိုရှင်ရပတိဆရာပဲအဲ့ဒီပုံရရင်ကျမကိုလည်းကူးခွင့်ပေးပါဒီတော့မှကိုစစ်အောင်ကတတိယသလို तू ਆ ကျွန်တော်မိတ်ဆွေပတိဆရာမောင်းနေဦးပါ तू ਆ တော့စာရေးဆရာကြီးမွန်ပါမိတ်ဆက်ပေးလေးဒီကျမကတော့ရာဇဝင်သူတေတီဖြစ်ပကံကိုရောက်လာတာပါကျမတို့ဖွဲ့ကောင်းဆောင်ကတော့ကတိကဆရာဦးလွင်မောင်ပါဆုံတော့မှမိတ်ဆက်ပေးရအောင်မယ်အခုကိုစစ်အောင်တော့ဘယ်မှာတဲ့တယ်လဲညာဦးဖို့တဲမှာ ဟွန်းကျွန်မလည်းအဲ့ဒီဘုတ်တဲမှာပဲဒီဟိုဘယ်တော့ကရောက်တယ်လဲဒီမနေ့ဆက်တနိုင်ရပဲဩကျွန်မတို့ကတော့မနေ့ကရောက်ကြတာမနေ့ညာဆိုရင်ဘုတ်တဲမှာကျွန်မတို့အဖွဲတစ်ဖွဲတည်းပဲအခုအရာရှိတွေလည်းရောက်နေတယ်သူတို့ကကွန်ပိုင်းတိုင်းရင်ထွက်လာကြတာမညင်ရင်ဒီကိုစေအောင်တို့လူစုနေတူအထက်ပြစင်ရန်တို့တက်ခဲကြသည်အပေါ်ထန်နိုင်ကိုလင်မောင်တို့တန်ကိုကြာနေရသည်မညင်ရင်ဒီကိုစေအောင်တို့ဘတ်တော်လဲ၍ ပြီးသူကလည်းတကယ်စိတ်ကူးကောင်းတယ်ဖះအတွင်းမှာနေရာတိုင်းလင်းအောင်ရနေတယ်ထင်မြင်ချက်ပေးလေသည်ပတိဆရာကိုနွေဦးကအလင်းအောင်ရဆိုသူတို့တွေ့တာတိတ်တော်တယ်အလင်းလိုက်ပေါက်တိုင်းသူ့နေရာနဲ့သူ့အနေထားကြကြနာနာနဲ့အချိုးစားလိုက်ဖောက်ထားတာကိုဆရာမဒီလိုက်ပေါက်တရားလေကောင်းလေတန်လဲရတယ်တတိထားမိလားဟုတ်တယ်နော်လေးတိုက်တာကိုတိနေရတယ်အပြင်မှာဘလောက်ဘူဘူထဲရောက်တာနဲ့အေးသွားတာပဲမညင်ရင်ကဆက်ပြောလိုက်လေသည် စာရေးဆရာကြီးမောကဟောခုကလာလို့ပန်ကလေးစုပ်ဆက်လေးမုတ်ဆက်လေးရေးဆက်တွေခင့်မစားပြင်မယ်အနေထားကြာနာတယ်လေဝင်ပေါက်ထွက်ပေါက်ထားတာကိုနားလေတော့တဘာဝအလိုက်မကောင်းတဲ့အညစ်အကြေးလေးတွေကိုအပြင်ကန်ထုတ်ပြီးအပြင်ကလေကောင်းလေတန်းတွေကိုအလိုလျောက်တဘာဝအတိုင်းဝင်လာစေဖို့ဖန်တီးထားတာဗျဒီစွမ်းဟာနေတဲ့စွမ်းအားမဟုတ်ဘူးမညင်ရင်တော့သကားဝိုင်းဖွဲတဲ့အထဲကိုစင်အောင်မပါသူ့မျက်လုံးများကကြောက်စင်ရုပ်ထုများကိုဆိုင်ငင်းနေသည ။တစုံတစ်ခုသောအကြောင်းတရားကိုလေးနက်စွာ တွင်နေလိမ့်မည်ဟုမှညင်ရင်ကယူဆလိုက်မိသည်။ဒီမဲ့ကိုရင်မခမရောကျွန်တော်ရေးစီခြင်းနဲ့အကြောင်းအရာတစ်ခုခေါင်းထဲရောက်လာတယ်ဗျ။ကိုစစ်အောင်ကဆက်ဆံမရှိသလိုပြောလိုက်လေသည်ထို့နောက်မှညင်ရင်ဖတ်သွလေလေချမ်းကသာထမညင်ရင် renew condition ဆိုတဲ့စကားကိုဗမာလိုလှလှပပဘလို့ပြန်မလဲမိလိုက်လေသည် တကယ်သိလို့သောဆန္ဒမှာသူမျက်နာတွင်ပေါ်လွင်နေသည်မညင်ရင်ကနေငယ်ပြုံးရင်းလဲအဲ့လာမှာกว่าပဲကျမဗမာစာမတော်ဘူးအင်းလီအင်္ဂလိပ်စာလည်းမတော်ပါဘူးပြောရင်ရီမီပြန်နေစဉ်းစားကြည့်ပါဦးစွန့်နာလို့အထိပယ်ရတယ်မဟုတ်လားအမှန်တော့ကျမနားလေသလောက်တာမန်စွန့်နာမျိုးမဟုတ်ဘူးဥပမာဗုဒ္ဓဖျားဖျားဖြည့်ရအောင်ကျင့်တော့စွန့်နိုင်ခဲ့တဲ့လော်ဂီစီစဉ်ရင်ကိုကိုအင်းကစိတ်ပိုင်းရင်သာသမီမယား နောက်ကို့အသက်ရဲ့စွန့်နောင်စွန့်ချင်းကြီး၅ပါးလို့ခေါ်တယ်မဟုတ်လားဒီလိုစွန့်ပယ်တာမျိုးတွေကို renunciation လို့ခေါ်တယ်မဟုတ်လားရိုးရိုးစွန့်လွတ်တယ်ဆိုတဲ့သဘောတည်းပုံမြင့်မြတ်မယ်ထင်တယ်ကိုစစ်အောင်ကသဘောကျသလိုကောင်းကြီးလိုက်လေသည်လိုင်ကဝါကိုကြော်ပေးရကမောင်ရိပ်ပဲကြာနေတော့ကိုစစ်အောင်သည်အလင်းရောင်ပဲလဲနေတဲ့ပြင်ဝေးဝါနေတော့မငြိမ်ငြိမ်မျက်နှာလေးကိုငေးဆိုင်ကြည့်နေမိသည် မညင်ရင်မျက်နာတွင်တနခါနှင့်ပေါန်တာတော့ပြက်ပယ်ပြီးဖြစ်သည်နှစ်ဖူးနှင့်နှာခေါင်းတော့တွင်ချွေများစိုးကစီပြန်နေသည်တို့တော်လေသူလေးမျက်နာစင်းကကြည်လင်ဝင်ပါသည် လီယိုတော့စတိုင်းနဲ့မဟာဓမခန်နီတို့ရဲ့အထုပ်ပတ်တီတွေဖတ်ရင်လေဒီစွန့်ချင်ရဲ့အထိပ္ပယ်ဟာပေါ်လင်းနေတာပဲကိုစက်အောင်ဒီမညင်ရင်စကားကို ဖြည့်ဆွဲလိုက်လေသည်တစ်ချိန်တော့ကကောင်းပွဲရနေစားကြီးတော့စတိုင်းနီး သူတွင်ရှိသမျှအစီအစဉ်အလုံးကိုဆုံးကပါမန်လုံးသမားဆင်းရဲသားကဲ့သို့နေထိုင်ခဲ့လေသည်ချိုးချံစွာခြင်းအသာစားခြင်းဆလိတ်တောက်ခြင်းတို့ကိုပင်ရှောင်ကျဉ်လိုက်လေသည်ဆင်းရဲသားအဖြစ်နေထိုင်ခဲ့စဉ်ကသူလဲလုံးခဲ့သောထွန်းများထဲများသူပေါက်ရိတ်ခဲ့သောဒစင်များသူတလင်းနေခဲ့သောကောက်စွာခရင်များသူဖနှက်ချုပ်ခဲ့သောကရိယာများသူစီးခဲ့သောမြင်ကုန်ဤများသည် သူဤပြတိုက်တွင်နေတိုင်းရှိနေစေဟုဆိုကြသည်ဂန်နီသည်လည်းတော့စတိုင်းချိုးချံသောခြင်းကိုအာကြတူယူသူဖြစ်သည် သူကတော့နိုင်ငံရေးတတ်တော်ဖြစ်သည်အားလျောစားသူ့မျိုးသားလူမျိုးရေးအတွက်ရာရာဆွလွတ်သူဖြစ်လေသည်ဂန်နီသည်စနေသူများရေးကိုဆဆွမ်းတမန်ဆောင်ရွက်ရာတွင်ထောင်ကြခံရသည်သည်စနေသူတို့ရေးကိုထောင်တင်းမှပင်ဆက်၍ဆောင်ရွက်သည်သည် ဤချက်များကိုရာဇဝင် သူတေဒီဆရာမမညင်းရင်သဘောပေါက်လွယ်လိမ့်မည်ဟုမျှော်လင့်အားထားမိသည်မညင်းရင်တောက်ပြောင်သော မျက်လုံးတို့သည်စိတ်အားထက်သန်ခြင်းတို့ဖြင့်ဝင်ပြောင်းလဲနှမောင်သောမျက်နှာအိမ်ဝသည်ပြည်လွယ်တက်လွယ်မည်ဟုကဲခံမိရသည် ကိုရီမုံကမူကိုစင်အောင်ဤခုံကိုပုတ်ကားဤမောလျင်လောကကြီးမှာဘာအရေးကြီးဆုံးလဲလေဝဝရှုဖို့ထမင်းကောင်းကောင်းစားဖို့ကောင်းကောင်းအိမ်ရဖို့ကောင်းကောင်းချီးပါသေးပါကတော့ခမညာကတော့ အားလုံးညီမောမိကြသည်မညင်ရင်ကမူညောင်းဖို့တဲရောက်သေးသည်ကိုဆက်အောင်၏ဆွလွတ်ခြင်းသည်ဟူသောသဘောတရားကိုစဉ်းစားလာမိသည်အာနန္ဒာလိုင်ကိုယ်တွင်မညင်ရင်ကိုစခြင်းပြောင်းခြင်းသဖြင့်တမင်တယောက်တည်းတယောက်ထီးတဲ့ကြံစည်ရန်ထားခဲ့သောကိုလင်းမောင်ကိုတတိမရတော့သို့တော်လေကိုလင်းမောင်အတွက်ကိုကျော်စောနေနာခံခဲ့တာဤကိုယ်တော်အမှန်ရလို့မဆုံးပြီး ိုလင်းမောင်တုတ်ခွေပြင်းဖြားတော့ကားတကြင်မျက်စီတွေချိန်ဆက်နာကျင်တော့ကားတကြင်မညင်ရင်ပဲကိုဖြင်းရင်ဖြင်းပြူစုခဲရသည် ကိုလင်းမောင်နေထိုင်ရာသင်္ကန်းကျောနေနေနှမရီမရီကရှောင်ဖဲရှောင်ဖဲလုံနေကြသည်ခုမှဆိုလို့တယ်အနာမကက်ကြမညင်ရင်ကတော့ယောဂကူလဲကူပါစေတော့ကိုအတွက်လုံးဝထဲမစင်စားတော့တကယ်လို့ကိုလင်းမောင်တရားတော့နှုတ်တီတင်နာမင်းလို့ နူနာယောဂဆွဲကန်းလီမငယ်ရင်သည်တမူလာဗမာသူနောက်လိုက်ပြင်ပန်းစင်ရဲ့ခန်းကဝကြီးဝငယ်ပြုစုဖြစ်မှာပဲယောဂကူမဲ့ဆိုလဲကြောင်းနေနိုင်တော့ပါဘူးဟူတန်တရာရှင်းစွားပြီအာမခံချက်ပေးမိသေးသည်ကိုလဲမောင်းသည်နောက်တလူလူနဲ့မငယ်ရင်ဟာတော်ငါးဝဝင်ဇနီးလောင်ဟူနေရပြီကအဟုတ်ဒီလဲသမတ်သည်အမေယာဂင်ရီမတီတန်ဘူလာတော်လေးဝဝင် နောက်ခေတ္တအမညင်ရင်ပါပါတဲ့။ချစ်လို့လားမိလာလင်းတော့နောက်တော့ခါကာလာတွင်မညင်ရင်မဖြေတတ်တော့။တစ္ဆာရှိတာပါဟုတော့တေချာခိုင်မြဲစွာဖြေနိုင်လိမ့်မည်ထင်းသည်။အချစ်တရားကိုတော့မျက်နှာမိတာဥထိတ်ထားမိတာမှန်ပြီ။မညင်ရင်ဥထိတ်စဉ်ဆောင်ရွက်ခဲ့သောချစ်စဉ်ဆိုသည့်တရားကိုနည်းတိလွယ်လွယ်ခဲ့ရတာကတော့မညင်ရင်ဤဘဝကြောင့်ပဲ။တစ္ဆာဟုညာ မှန်တရားလည်းတိမ်ပါမရှိမြဲစေပြီလို့တောက်ရှိမပြိုမငြိမ်ယူနေမှန်လေဆရာတော်ဖျားကြီးစုံမသွန်သင်ခဲ့သောဩဝါဒကို အမှန်ရမြဲသာသူနှစ်ပင်နောက်ခါကာလတွင်မငြိမ်ရင်သည်တစ္ဆာစကားတွေထပ်ခါတလဲလဲပြောမိသည်ထင်သည်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါဦးနော်ကျမရွှေတုံပါ